AI ဉာဏ်ပညာတွေကကျွန်တော်ရဲ့အလုပ်တိုင်စီကွက်ကိုအကြီးအကျယ်အပြောင်းလဲနေတဲ့ kitchen မှာရောက်ရှိနေဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဘယ်လိုအလုပ်တိုင်တွေက AI ကြောင့်အပြောင်းပြယ်သွားနိုင်တယ်လဲ။ဘယ်လိုအလုပ်တိုင်တွေကရော AI ခင်မှာပုံပြီးတော့တန်ဖိုးရှိလာပြီးတော့အောင်မြင်နိုင်မလဲဆိုတာသိရှိဖို့အရေးကြီးပါတယ်။ဒီနေ့မှာတော့ကျမတို့ AI ခင်မှာအောင်မြင်မဲ့အလုပ်တိုင်းတွေကဘာတွေလဲဆိုတာကိုမျှဝေပြပါပါမယ်။ပထမဆုံးအနေနဲ့ကျမတို့ AI အဓိကအလုပ်လုပ်မဲ့နေတယ်လို့ကြည့်လိုက်ရအောင်။ နံပါတ်၁ကတော့ AI စနစ်ကိုဖန်တီးသူနဲ့ထိန်းသိမ်းသူတွေပဲဖြစ်ပါတယ်။ AI စနစ်တွေကိုတိစောက်တဲ့သူတွေအဲ့ဒီစနစ်တွေကိုကောင်းမွန်အောင်ပြုပြင်ထိန်းသိမ်းတဲ့သူတွေကအများကြီးလိုအပ်နေမှာပဲဖြစ်ပါတယ်။ တော့ data scientists တွေ AI engineers တွေကအရန်ကိုအခြေခံကြပြီးမရှိမဖြစ်လိုအပ်တဲ့အလုပ်ကိုင်းတွေပဲဖြစ်ပါတယ်။ဒါအပြင်ကို AI ကိုထိထိရောက်ရောက်နဲ့မေးခွန်းထုတ်ပြီးတော့လိုချင်တဲ့ရလက်ရအောင်လုပ်ဆောင်ရတဲ့ prompt engineers တွေလိုအလုပ်ကိုင်းမျိုးတွေအစ်စ်တွေကလည်းလာမယ့်နှစ်တွေထဲမှာအောင်မြင်လာမယ့် career တွေပဲဖြစ်ပါတယ်။နောက်အချက်တစ်ချက်ကကြတော့ကျွန်တော်တို့က creativity နဲ့ critical thinking ကိုအခြေခံတဲ့အလုပ်တွေပဲဖြစ်ပါတယ်။ AI ကသမိုင်းကြောင်းရာတွေကိန်းကနန်းနဲ့ရုပ်တိဗေဒပေါ်မှာပဲအခြေခံထားတဲ့အလုပ်တွေကိုပဲအကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ဖန်တီးမှု စိတ်ခံစားမှုကိုနားလည်တဲ့အပိုင်းကဏ္ဍတွေပေါ့နော်ပြီးတဲ့အခါမှာလည်းလူအချင်းချင်းပြိနိုင်ဆောင်ရွက်ဖို့လိုတဲ့အလုပ်မျိုးတွေမှာကြတော့ AI ကလူကိုအစားထိုးနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့ကျမတို့ therapist တွေကုထုံးပညာရှင်တွေရှေ့နေပြီးတဲ့အခါမှာ strategic နဲ့ manage လုပ်ရတဲ့သူတွေပေါ့နော်မဟာဗျူဟာစီမံခန့်ခွဲရတဲ့သူတွေပြီးတော့မူရင်းဖန်တီးမှုအမှုပညာရှင်တွေလိုမျိုးအလုပ်အကိုင်းတွေက AI ခေတ်မှာတန်ဖိုးပို့ပြီးတော့မြန်မာလာနိုင်ပါတယ် နောက်ဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ AI ကိုကျွန်တော်တို့က tools တစ်ခုအနေနဲ့ပေါင်းစပ်တဲ့ပညာရှင်တွေပဲဖြစ်ပါတယ်ပြော AI ခင်မှာအောင်မြင်မဲ့သူတွေက AI ကိုပြိုင်ဘက်အဖြစ်မဟုတ်ဘဲနဲ့အကူအညီပေးတဲ့ tools အဖြစ်နဲ့အသုံးချနိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ဥပမာပေါ့နော် AI powered marketing specialist ဒါမှမဟုတ်လို့ရှင်လဲ data driven hr managers ဒီလို position တွေက ai ကိုအသုံးပြုပြီးတော့သူတို့ရဲ့အလုပ်ကိုကိုယ့်ရဲ့အဲဘောနော်လူသားလုံးပေါ်တိုင်းဘက်တွေထက်အစာပေါင်းများစွာပို့ပြီးတော့ထိထိရောက်ရောက်နဲ့အသုံးချပြီးတော့လုံဆောင်သွားနိုင်ပါတယ်အဲ့တော့ ai ကိုကျမတို့ကထိန်းချုပ်ပြီးတော့လုပ်ငန်းခွင်မှာအသုံးချနေတဲ့သူတိုင်းကအောင်မြင်မဲ့ခေတ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်